ဌာနအဖွဲ့အစည်းတွေကမူလရည်မှန်းချက်အတိုင်းဆောင်ရွက်ခြင်းမရှိတာကြောင့်ဖြစ်ပေါ်လာတဲ့ပိုရှန်ငွေတွေကိုဗန္နာနစ်ကုံဆုံးချိန်နောက်ကျပြီးမှအနန္တမျိုးမလုပ်ပဲတက်နိုင်သမျှစောလင်စွာပြန်လည်အနှံကြဖို့ဗန္နာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌဖြစ်တဲ့စစ်ကောင်းဆောင်မြောင်နိုင်ကပြောပါတယ်။ဒါမှသာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကုန်ထုတ်လုပ်မှုတိုးမြင့်ရေးနဲ့နိုင်ငံစည်းဝါးမြင့်တင်ရေးတို့ဆောင်ရွက်ဖို့ လိုအပ်တဲ့ဌာနတွေကိုဗန်နာရေးနဲ့အတွင်အကျိုးရှိအောင်ပြန်လည်လွှဲပြောင်းသုံးစွဲခွင့်ပြုနိုင်မယ်လို့လည်းဆိုပါတယ်။ပို့ရှန်ရန်ပုံငွေတွေကိုပညာရေး၊ကျန်းမာရေး၊လမ်းမဆက်သွယ်ရေးစတဲ့ပြည်သူလူထုကိုတိုက်ရိုက် အကျိုးပြုတဲ့လုပ်ငန်းတွေနဲ့ပြည်သူလူထုတို့ကတောင်းဆိုတဲ့နေရာတွေမှာအများဆုံးလုပ်ငန်းဖော်ဆောင်သွားဖို့လိုတယ်လို့လည်းပြောပါတယ်။မိမိတို့ရဲ့အချိန်နဲ့ငွေကြေးတွေကို အကျိုးရှိစွာအသုံးချနိုင်မှုမရှိခြင်းကနိုင်ငံတော်အတွက်ထိခိုက်ညံ့နာစေတာဖြစ်ပြီး ဖြစ်ပေါ်လာတဲ့နိုင်ငံရေးအကြက်အတဲအခက်အခဲတွေကယောဂါနဲ့တဘာဝဘေးအန္တရာယ်ဆိုင်ရာကြုံတွေ့ခဲ့ရမှုတွေကိုကြံ့ကြံ့ခံပြီးယနေ့အချိန်ထိနိုင်ငံတော်ကိုကောင်းမွန်အောင်ဆောင်ရွက်ခဲ့တယ်လို့လဲစစ်ကောင်းဆောင်ကပြောပါသေးတယ်။တိုင်းနဲ့ပြည်နယ်တွေအနေနဲ့နိုင်ငံတော်ကခွင့်ပြုထားတဲ့ဗန္ဒာငွေတွေကို အကျိုးရှိရှိအသုံးပြုဖို့လိုကလုပ်ငန်းရပ်တွေအလိုက်ငွေကြေးသုံးဆွဲပါကလက်ပတ်သုံးဆွဲငွေမြင့်တက်လာပြီးနိုင်ငံစည်းပေါင်းဖွံ့ဖြိုးတိုးတက်လာမယ်လို့လဲဆိုပါတယ်။ 2025-2026ဘဏ္ဍာရေးနှင့်ဖြည့်စွက်ခွင့်ပြုငွေမှာတော့မန္တလေးငံပြင်းကြီးကြောင့်ပျက်စီးဆုံးရှုံးခဲ့တဲ့ယုံ၊ကြောင်၊ဆေးယုံစတဲ့အစာအုပ်တွေ၊လမ်းတွေအင်အားတွေပြန်လည်ပြုပြင်ထိန်းသိမ်းမဲ့အသုံးစရိတ်နဲ့ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေအတွက်အသုံးစရိတ်တွေကိုအဓိကထားခွင့်ပြုပေးခဲ့ပြီးဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။